မူရစ်စေတတ်တဲ့အရာနဲ့ပတ်သက်ရင်လည်းသူတို့ရဲ့စိတ်ဆွလန်းမှုကပြင်းထန်တယ်လို့အယက်သေးစားနဲ့ပတ်သက်ရင်လည်းဆွလန်းတယ်မူရစ်မှုနဲ့လည်းပတ်သက်ပြီးတော့ဆွလန်းတယ်အဲ့ဒီစိတ်ဆွလန်းမှုဟာလည်းပဲလူလောကကြီးတစ်ခုလုံးကိုဖြတ်စည်းနေတယ်လို့ဖြစ်နေပါနိုင်ငံတနိုင်ငံလူမျိုးတစ်မျိုးဟာမူရစ်စေတတ်တဲ့အရာကဖြတ်စည်းလိုက်လို့ရှိရင် ဘဝမှာအောက်တန်းနောက်တန်းကျသွားတဲ့အနေထားမျိုးတစ်ယောက်ရောက်တော့ထိုမူရင်မှုကိုချီးကျယ်တာစီဖြူဖြက်ပြီးတော့နေကြရတာဖြစ်တယ်ကိုမိသားစုတွေမှာမူရင်စေဝါအယက်သေးစားတောက်စားဆွဲလန်းနေတဲ့သာသမီရှိလို့ရှင် မိသားစုတွေဆင်းရဲကြမကောင်းတဲ့အခြေအနေတွေနဲ့တွေ့ရတယ်အဲ့ဒီစိတ်ဆွဲလန်းမှုကလည်းပဲ မူရစီဝါဆွဲတဲ့စိတ်ဆွမှုကိုလည်းပဲအောင်နိုင်မို့ရအလွန်ခဲရင်တဲ့အရာတစ်ခုဖြစ်တယ်။မူရမှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ပြဿနာတွေကလည်းအလွန်ပဲကြီးမားတယ်။နိုင်ငံတိုင်းနိုင်ငံတွေလိုမူရစီဝါနဲ့ပတ်သက်ပြီးထိ ंछ ုံနိုင်စွာ မရှိသည့်အတွက်ကြောင့်အကြီးအကျယ်ပြဿနာတက်ပြီးတော့နေချတာခဏိခေတ်မှာထင်ရှားတယ်။အဲဒီတော့ဒီစိတ်ဆွဲလမ်းမှုကိုလည်းပဲကျော်လွှားနိုင်ဖို့မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ညီကြိုးစားအထောက်အပံ့ဖြစ်